ာမည့်ပြိုင်ပွဲအတွက်မပေါ်ဆပဲအစွမ်းကုန်ကြိုးစားဖို့လိုအပ်တယ်မြမလက်ရွေးစင်မြို့သမီးအတင်။လာမည့်ဇွန်လ29ရက်နေ့မှာ2026အာရှဖလားခြေစစ်ပွဲတွေစတင်တော့မှာဖြစ်ပြီးတော့မြမအတင်ဟာလည်းဘင်္ဂလားဒေ့ရှ်အာဖဂန်နစ္စတန်ဘာရင်အတင်တို့နဲ့တဆူတဲကိုမှကြာရောက်လို့နေပါပြီ။ဒီအုပ်စုမှလည်းမြမအတင်ဟာအတောင်တင်းဆုံးအတင်းဆိုတာညင်လို့မရပါဘူး။ဒါပေမဲ့လို့ဖော်လုံးပွဲဆိုတာမထင်မှတ်တာတွေဖြစ်တတ်ပါပြီ။ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့လုံးဝမပေါ်ဆပဲအစွမ်းကုန်ကြိုးစားဖို့လိုအပ်ပါပြီ။ပြန်ပြန်အတင်းတွေကိုကြည့်ရအောင်ဘင်္ဂလားဒေ့ရှ်အတင်းဟာလည်းမကြသေးခင်ကမှခြေစွမ်းတော်တော်လေးကိုမှတိုးတက်လာတဲ့အတင်းပါ သူတို့ဟာလည်းစိတ်တက်ကြံ့ခံပြီးတော့ဘောလုံးကိုအသေးအတန်လိုက်လံဖိအားပေးပြီးတော့ကစားတက်ပါပြီ။သူတို့ရဲ့အားသာချက်ကတော့အတင်းလိုက်ကစားပုံကမှထပ်ပြီးကြစ်လက်မှုရှိပါပြီ။ဒါပေမဲ့လို့သူတို့ရဲ့အတွေ့အကြုံနဲ့ပေါင်းမှုကသူတို့ရဲ့အားနည်းချက်ဖြစ်ပါပြီ။အခုလိုမျိုးဝေးကွင်းလာရောက်ကစားရတဲ့အချိန်မှာတော့သူတို့တို့အခက်အခဲရှိတာကတော့အမှန်ပါ။တက်မင်နစ္စတာအတင်းကတော့အုပ်စုအတွင်းအင်အားအနည်းဆုံးအတင်းလည်းဖြစ်ပါပြီ။မြန်မာအတင်းအတွက်ကိုတွင်းကိုရရှိဖို့ကောင်းမခက်ခဲတဲ့အတင်းမျိုးပါ။အုပ်စုရဲ့ပထမအတင်းပဲနောက်တစ်ဆင့်ကိုတက်ရောက်ရမှာဖြစ်တဲ့အတွက်ဒီပွဲမျိုးကတွင်းကိုတွေရယူထားဖို့လိုအပ်ပါပြီ။ ။ဗာရင်တင်းဟာလည်းအုပ်စုတွင်းမှာဒုတိယအကောင်ဆုံးလို့ပြောလို့ရပါပြီ။သူတို့မှာကောင်းမွန်တဲ့ခန်းစစ်ပိုင်းနေစနစ်နဲ့တံပြန်တိုက်စစ်ရှိပါပြီ။ဗာရင်ဟာလည်းမြန်မာအတင်းအတွက်ကိုအကျိတ်နဲ့ပြန်ပတ်ဖြစ်လာနိုင်ပါပြီ။သူတို့ရဲ့တဦးချင်းစွဲရည်အားနည်းမှုကတော့ကျွန်တော်တို့အတွက်အခွင့်အရေးဖြစ်နိုင်ပါပြီ။ကျွန်တော်တို့မြန်မာအတင်းကတော့အလုံးထက်တာလုံးနဲ့နေစနစ်ပိုင်းစူပေါင်းကစားပုံနဲ့အတွေ့အကြုံတွေရှိပါပြီ။အဓိကကတော့ယုံကြည်မှုနဲ့အာရုံစိုက်မှုပါပဲ။ပြန်ပတ်တွေကိုလုံးဝမပေါ်စားပါနဲ့။ပွဲတိုင်းကိုဘောလုံးပွဲတစ်ပွဲလိုမျိုးတန်ဖိုးထားပြီးတော့ဆော့ကစားကြပါလို့ကျွန်တော်ကတော့အကြံပေးခြင်းပါသေးတယ်။ ဒီအုပ်စုကနေအုပ်စုပထမတသိန်းကသာနောက်တစ်ဆင့်တက်ရောက်နိုင်မှာဖြစ်တဲ့အတွက်အမှားယွင်းလုံးဝကိုမရှိရပါဘူးအမှတ်ပြရရှိဖို့တွင်မဟုတ်ဘဲနဲ့ဂိုးကွာချချင်မြင်ရရဖို့လည်းလိုအပ်နေပါပြီအုပ်စုတွင်နေထိုင်ရကတော့အတင်းတက်တန်အပြင်ကတော့ကိုနှစ်တာရှိနေပြီးတော့ဒီနေ့မှာမှပထမအုပ်စုချင်းပါဝင်ကစားမယ်တက်မင်းနစ်တန်အတင်းကလွဲရင်တော့ကျန်တဲ့အတင်းဟာလေပြိုင်ပွဲတွေးကြုံနဲ့ပြင်ဆင်မှုအားကောင်းနေတဲ့အတင်းတွေဖြစ်ပါပြီ မြန်မာမျိုးသမီးတင်ဟာဆိုရင်တော့ဖြင့်ကမ္ဘာဆင်55ရှိပြီးတော့ဘင်္ဂလားဒေ့ရှ်အတင်ကတော့ကမ္ဘာဆင်ရက်တည်မှု128ရှိတယ်လို့ဘာရင်းမျိုးသမီးတင်ကတော့ FIFA ကမ္ဘာဆင်62မှာရှိနေပါပြီ။မနေ့ပြန်ကစားမဲ့တက်မင်နစ္စတန်ရဲ့အတင်မှာတော့ကျွန်တော်တို့ကတော့မျိုးသမီးဘောလုံးအတင်ကိုအပြေးဝကိုမှယုံကြည်ထားပါပြီ။မြန်မာမျိုးသမီးတင်ဟာအတင်ရဲ့တမိုင်းတစ်လျှောက်အမျိုးသမီးအာရှပြိုင်ပွဲကို2003 2006 2010 2014နဲ့2020တို့မှာခြေစစ်ပွဲကို၅ကြိမ်တန်တန်အောင်မြင်ခဲ့ပူပါပြီ။ ဒါကြောင့်မို့လို့မြန်မာမျိုးသမီးအသင်းနေနဲ့တမိုင်းတခြား6ကြိမ်မြောက်အမျိုးသမီးအာရှဖလားခြေစစ်ပွဲအောင်မြင်ဖို့အတွက်အဓိကထားပြီးတော့လေ့ကျင့်မှုပြင်ဆင်မှုတွေကိုပြုလုပ်လျက်ရှိပါသည်။ Channel ပွဲစဉ်တွေကိုတော့လာမယ့်ဇူလိုင်လ2ရက်နေ့မှာဘင်္ဂလားဒေ့ရှ်ဇူလိုင်လ5ရက်နေ့မှာဗာရင်းအသင်းတို့နဲ့ကိုမှကစားရမှာလည်းဖြစ်ပါသည်။မြန်မာမျိုးသမီးအသင်းရဲ့ပွဲစဉ်တွေအားလုံးကိုညနေ4နာရီမှာကစားသွားမှာပါ။ပွဲစဉ်တွေအားလုံးကလည်းကွင်းထဲမှာပရိသတ်တွေပြည့်စုံနေမှာကတော့အသေးကြပါပဲ။မြန်မာနိုင်ငံအတွက်သူတို့ရဲ့စိတ်ဓာတ်နဲ့ကြိုးစားအားထုတ်မှုတွေကမြန်မာနိုင်ငံရဲ့ဂုဏ်ကိုဆောင်နိုင်လိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်နေစေပါ။ ခေအကောင်းဆုံးတွေပဲစ조사ဖို့ကိုမျှော်လင့်လိုက်ရအောင်နော်ပေတရုအနေနဲ့ကရောလာမယ့်ပြိုင်ပွဲအတွက်မြန်မာမျိုးသမီးလက်ရွေးစင်ကိုဘာရီများပြောကျင်တယ်လဲကွန်မန့်လေးမှာဝင်ရောက်ပြီးတော့ပြောခဲ့လို့ရပါတယ်နော်ဒါနဲ့ကျွန်တော်ရဲ့ Mountain Nine Win Channel လေးကနေပြီးတော့အခုလိုမျိုးဘောလုံးတင်းရဲ့ update တင်းရအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတာမို့လို့ဗီဒီယိုလေးတွေကိုကြိုက်နှစ်တက်တဲ့ဆိုရင်လည်းပဲ channel လေးကို like and subscribe လေးတွေပြုလုပ်ပေးပြီးတော့အားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ